ါရှင်ဆရာမြတန်တင်ရေးသားထားတော့အေဂရီပန်းတယ်မနဲ့ကျွန်တော်ဝိထုတော်လေးကိုဖတ်ပြပေးသွားပါမယ်ရှင်အရက်၅ပေဆဲလမခန့်ရင်းအောင်ကြကြင်မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့ခန့်ညာချော်မော်သောယောက်ျားပြူတယောက်သည်ကုတ်အင်းချီအိတ်ထဲတွင်လက်နှစ်ဖက်ကို၌ကာခေါင်းကိုငုံ၍ရှောက်လာသည်တွင်ဒုက္ခံစားချက်ဟူသည်များသည် သူ့မျက်နာတွင်အထင်သာပေါ်နေသည်ဆုံရှုံမှုကြေကွဲမှုအချစ်ကြည်နိုးမှုစသည့်ခံစားချက်များသည်သူ့မျက်နာတွင် ရောထွေးနေကြသည်အဆောင်အုံကြီးမှကြောက်ဖြူသားတိုင်ကြီးများဖြင့်စောက်ထားသည်ခန်းနာလှပသောအဆောင်အုံကြီးဖြစ်သည်ထိုအဆောင်အုံခမ်းမကြီးထဲတွင်သူမလွင်ဘသူမမရှိ ကြီးမားကျယ်ဝန်းလာသောအဆောင်အုံကြီးထဲတွင်တယောက်တည်းလမ်းလျှောက်နေသည်ကိုမြင်လိုက်သည့်အခါတွင်ဟာလာဟင်းလင်းဖြစ်နေသည့်သဘောသည်ပေါ်၍ထင်ရှားပေါ်လွင်နေသည် သူဖနက်တန်သည်ကျယ်ဝန်းသောခမ်းမဆောင်ကြီးထဲတွင်ပဲ့တင်ထက်နေသည်သူဖနက်တန်သည်မြင်လဲမမြင်နှင်းလဲမနှင်းပြင်းလဲမပြင်းဖော့လဲမဖော့ စီးချင်ညီညီနဲ့မှန်မှန်ကြနေသည့်အတန်းရင်မိုးနေရာမှာတည်ငြိမ်သွားမှုကျင်လူးနေရာမှာဆွေးလျလိုက်မောသွားဟန်အိမ်မက်နှင့်ကြည်မွေနေရာမှာအစစ်အမှန်ထဲသို့လက်နိုးသွားပုံထိုခံစားချက်များသည်나이မမန်နှင့်ကြနေသောဖနက်တန်ထဲတွင်ပေါ်နေသည်ခမ်းမဆောင်ကြီးကဆုံးပေမဆုံးနိုင် ယောက်ျားပြိုသည်ခမ်းမဆောင်ထဲတွင်ရှောက်နေသည်မှာဖြည်းဖြည်းဝေး၍ဝေး၍မှုံ၍မှုံ၍သွားသည်ဖက်လက်တံမှလည်းတဖြည်းဖြည်းဝေး၍ဝေး၍မှိန်၍မှိန်၍သွားသည်ဖက်လက်တံသည်အဝေးခမ်းမဆောင်ကြီးထဲတွင်တက်တက်ကလေးများသာကြားရတော်သည်ကျွန်တော်သည်မျက်လုံးများကိုရှုခင်မှတော်တော်နှိမ့်မခွာနိုင်မင်း တဖြည်းဖြည်းဝေးသွားသောယောက်ျားပြို့ကိုကြည်ရင်သူ့ဖက်နှစ်တန်းကိုနှာထောင်နေမိသည် သူ့ကိုကြည့်၍ကိုကိုယ်တိုင်တွင် ဆုံးရှုံးမှုတစ်ခုကိုခံစားလိုက်ရသလိုလှိုက်ဖို့လာသည်ထိုရှုကင်းမှာဒရိုက်တာဝီလီယံဝိုင်လာရိုက်ကိုသည်ရိုမန်ဟောလီဒေးဆက်ကားမှဆက်သိမ်းခန်းဖြစ်သည်ရုပ်ရှင်ကားကောင်းကြီးများ၏ဆက်သိမ်းခန်းများစွာကိုဆွဲမှတ်ခဲ့ဖို့တော်လဲ ထိုစသိန်းခန်းကိုမူကျွန်တော်အထူးတတိယနေသည်ရိုမန်ဟောလီဒေးစသိန်းခန်းသည်ပရိသတ်ကိုဘာကြောင့်ထိုမြဖန်ဆားနိုင်တယ်လဲဒရိုက်တာဝိုင်းလာသည်ခန်းစားမှုဘဟုဆုံးချက်တဘောကိုကောင်းကောင်းသိသူဖြစ်သည်ထိုဆုံးချက်အရောက်တွင်ပြပန်ကုံအောင်လှုပ်ပြသွားနိုင်သောဂရီကိုရီပက်လိုမင်းသားမျိုးကိုလည်းထဲ့သုံးထားလိုက်သည်တို့တိုင်အောင်ထိုမြထိခိုက်သွားလာအောင် ဆုံးရှုံးစရာပစ္စည်းတစ်ခုခုမရှိခဲ့လေဂရီဂိုရီပတ်တီထိုဆန်သိန်းခန့်ကိုမြင့်သည့်ဤနဲ့မှထိုမြတ်ကောင်းအောင်တည်သွားနိုင်ပြီမဟုတ်သူဆုံးရှုံးလိုက်သောအရာမှာတခြားမဟုတ်အော်ဒရာဟမ်ပက်ဖြစ်သည်ဟုရုပ်ရှင်ဝေဖန်ရေးဆရာတယောက်ကအရှိခဲ့ဘူးသည်ကျွန်တော်တို့ရုပ်ရှင်ကြီးပြိသက်သည်ဂရီဂိုရီပတ်လိုပင်အိမ်မက်ချိန်မှပြောက်ွယ်သွားသော အော်ဒရီဟက်ဘန်ကိုတတတဖြစ်ကြံခဲ့ကြသည်ဆွေးလျကြံရခဲ့သောဂရီဂိုရီပိတ်တထောင်ထောင်ကြီးနေသောဖနက်တန်သည်ကျန်ဝန်းခန်းနာလာသောခမ်းမဆောင်ကြီးထဲတွင်ပဲ့တင်ထိတ်၍ကြံရခဲ့သလိုကျွန်တော်တို့၏နှလုံးသားအကဲ့များထဲတွင်လည်းပဲ့တင်ထိတ်၍ကြံရခဲ့သည် ရိုမန်ဟောလီဒေးရုပ်ရှင်ဇာတ်လမ်းမှာဥရောပအလယ်ပိုင်းပြည်နိုင်ငံတစ်ခုမှာပြည်သမီးတော်လေးတစ်ပါး တမန်အရက်သူတဦးအတွင် ရုပ်ဖြတ်ကယောမမျိုးကြီးထဲတွင်ရှောင်လေသည်ယောမက ရှေဟောင်းအဆောက်အုံကြီးတွေကို ရှောက်ကြည့်သည်ယောမမျိုးကရှင်ကျင်တွင်ပန်းချံတွင်တိုက်ဆိုင်ကြီးတွေကိုရှောက်လေသည် လေရင်ပဲ့ရင်အမေရိကန်သတင်းထောက်တဦးဂရီဂိုရီပက်နစ်တွေ့ပြီးတယောက်သားစိတ်ကူးရင်အိမ်မက်ကလေးကိုတီဆောင်မိကြသည် သတင်းထောက်မှာ အီတလီတွင်ထွန်မင်းသမီးကလေးနှင့်ပတ်သက်သည့်တည်င်းကိုလာယူခြင်းဖြစ်သည်တို့ရရင်မိမပြိုကလေးနှင့်တွေ့သည့်အခါထိုတည်ကြီးကိုလက်လွတ်သွားခဲ့သည်မိမပြိုကလေးမှာတောက်ပခဲနာသောမှန်နှန်းဆောင်အပြင်ဘက်တွင်လွတ်လပ်စွာနေရသဖြင့်လောင်ချိုက်မှလွတ်လိုက်သောနှက်ကလေးတစ်ကောင်လိုပျော်ရှင်လန်းဆန်းနေသည်တည်တောက်ကမူသူ့ကိုပရစ်သမီးတော်မှန်းမသိသည် အယက်တို့ဟုထင်ကလက်ထရန်ပူစားသည်မိမပြိုကလေးကလည်းသူ့ကိုတကယ်ချစ်သည်တို့ရရင်အယက်သားနှင့်လက်ထရန်မဖြစ်တို့ဖြစ်၍သူတို့ချစ်ရများသည်တဖြည်းဖြည်းရှေးလျားကုန်ဆုံးစားပြုလာခဲ့ကြသည်ရောမမအပျော်ခရီးပြီးဆုံး၍ပြန်ခံသည်သည့်အခါတွင်သူတို့နှစ်ယောက်တွေ့ကြသည်မိမပြိုကလေးကသူပြန်တော့မည်ဖြစ်ကြောင်းသူသည် တရှိသမီးတော်တဦးဖြစ်ကြောင်းဖွင့်ပြောလိုက်သည့်အခါတွင်တရင်ထောင်း၏အိမ်မက်တို့သည်တဆစီပြိုကွဲပျက်စီးကာသွားခဲ့ကြသည်တရင်ထောင်းသည်ဗရင်သမီးတော်လေးကိုသူမတဲခိုရာဟိုတယ်သို့လိုက်ပို့နှုတ်ဆက်ပြီးပြန်လာခဲ့သည်သူတို့နှစ်ယောက်သည်နောက်ထပ်မတွေ့နိုင်ကြတော့ပြီဂရီဂိုရီပတ်သည်သူ့မိသမီးကလေးကိုဆုံးရှုံးခဲ့သလိုကျွန်တော်တို့တွေသည်လည်း သူ့လိုလှိုက်ဖို့ခံစားကြံ့ရင်းခဲ့ကြသည်ကင်မရာသည်တဖြည်းဖြည်းဝေးသွားသောဂရီဂိုရီပက်ကိုတောက်လျှောက်ရိုက်ပြထားသည်ဖနက်တန်ကလည်းနရီစီးချမ်းမှန်မှန်ဖြင့်ခမ်းမဆောင်ကြည့်တဲ့ပိတ်တင်ထက်ကြံ့ရင်းခဲ့သည်ရုပ်ရှင်ဇာတ်သိမ်းကန်တစ်ခုဝိထုဇာတ်သိမ်းကန်တစ်ခုသို့မဟုတ်တိတ်ဂီတာကြီးတစ်ပုဒ်အစုံစသည်တို့သည်မြေတို့မြေပုံတိမ်းရမည်မြေတို့မြေပုံဆုံးရမည်ဆိုသည်ကို ရုပ်ရှင်သင်တန်းကျောင်းဂီတသင်တန်းကျောင်းစာပေသင်တန်းကျောင်းတို့တွင်သင်ကြားပြီးမြာဖန်တီးတို့၏အမှုပညာခံစားနိုင်စွာအားဖန်တီးတို့၏တပါဖန်တီးတို့၏အတွေ့အကြုံတို့ဖြစ်တာပြုလုပ်နိုင်စွာသည်ချီနူးစရာတွင်တွေ့တာစရာတွင်လွမ်းမောစရာတွင်ကိုကြီးပြသည်ပရိသတ်အတွက်အိမ်မက်ဖုံကလေးကိုတိဆောက်ပေးထားသည်ချစ်တုံနှူးတွင်ဘာမှလိုလေသေးမရှိသည် အယုတ်ဆုံးအကြီးတန်မှုတွေမရှိကျန်းရှာသောတောင်စွန်တွေမရှိခန့်မှန်သောဖွဲ့စည်းပေါင်းစပ်မှုတွေမရှိဘဝသည်ပြည့်စုံသောအိမ်မက်ဖုံကလေးဖြစ်နေသည်ပြန်ကန်သည်တော့မင်းသမီးလေးကဘေးသမီးတော်ဖြစ်ကြောင်းဖွင့်ပြောလိုက်သည် ထိုခါတွင်သူတို့၏အိမ်မက်ဖုံကလေးသည် ပြိုကျကွဲသွားကတဆစီဖြစ်သွားကြသည်မင်းသမီးကလည်းဆွေသွားသည်မင်းသားကလည်းဆွေသွားသည် ရိသက်ကလည်းသရီတလူဖြစ်လာသည်ထိုအချိန်တွင်ဒရိုက်တာဝိုင်းလာသည် ကျင်ဝန်းလာသောခမ်းမဆောင်ကြီးတဲ့တွင်တယောက်ထဲရှောက်သွားနေသောမိသားကိုတောက်လျှောက်ရိုက်ပြသွားကရေးရေးမှုံမှုံမြင်ရတော့သည့်အချိန်တွင်မှဆက်ကိုတိမ့်လိုက်သည်ခံစားမှုဆုံချက်သို့အရောက်တွင် အမိအယဖန်တက်ဖို့ဖန်နိုင်ဖို့ဆိုသည်မှာတပါရစ်သောဒရိုက်တာကြီးများသာလီတက်နိုင်သည် ကျွန်တော်ဒီ Roman Holiday ကိုပြန်စဉ်းစားလိုက်ရင် ထိုဆက်သိန်းကိုမြင်ရောင်းနေသည် ထိုဆက်သိန်းကိုမြင်ရောင်းနေသလိုထိုဆက်ကားတွေကမင်းသမီး Audrey Hepburn ကိုလည်းမြင်ရောင်းနေသည်နှစ်ဆန်းစကရုပ်ရှင်မင်းသမီးကြီး Audrey Hepburn ကွယ်လွန်ပြီးဆိုသည့်တဲ့တွင်ဖက်လိုက်ရသည့်အခါ Roman Holiday ဆက်ကားကိုကျွန်တော်ကြည့်တော့ကလို့ရှင်နေတွင် ဖို့လိုက်သွားသည့်အရာတာကိုခန်းစားလိုက်ရသည် လွန်ခဲ့သည့်တနေ့ပတ်အတွင်းအသက်63နှစ်အရွယ်၌ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားသည့်အခါတွင်ကျွန်တော်တို့အလှအပအိမ်မက်များတဲ့ကအန်အောဖွဲ့အေဂရီမင်းသမီးတပါဆွလွတ်ပေးအပ်လိုက်ရသည့်နှင့်ခံစားရပေသည့်ဟုတိုင်းမဂ္ဂဇင်းကရှင်းသားခဲ့သည့် Roman Holiday မှာဟက်ဖဲ၏ပထမဆုံးဆက်ကားဖြစ်သည့်1954ခုနှစ်လောက်ကာလမတိကလုတ်ယုံယခုခုံယုံတွင်ပြတော့ ကျွန်တော်တို့ပထမဆုံးကြည့်ပူးခြင်းဖြစ်သည် Audrey Hepburn 1929 1993ဟုတွေ့လိုက်ရသောအခါပိုရေးစိတ်ထိခိုက်ရသည်ကျွန်တော်တို့မျိုးဆက်ကျွန်တော်နှင့်တက်တူရတူ Audrey Hepburn သည်အင်္ဂလိပ်လုပ်ငန်းရှင်တစ်ယောက်နှင့် Dashmoor Dashmoorman ပြိုသမီးတအူးမှ Belgian ပယ်လစီယန်တို့မှွေးဖွားခဲ့သည်ကျွန်တော်တို့လိုပြီးလူလားမြောက်စရီဒုတိယကမ္ဘာစစ်ကြီးနေ့ကြုံခဲ့ရသည်ဟက်ပန်သည်ဟော်လန်တွင်ကြီးပြင်းလာခဲ့ပြီးမိဘများမှာနာစီတို့အကျဉ်းစခန်းများထဲတွင် အသက်ဆုံးရှုံးခဲ့ရသည်မိဘမဲအော်ဒရီဟက်ပန်သည်မကြာခဏဆိုသလိုပင်ဆင်းရဲဒုက္ခနှင့်တွေ့ကြုံခဲ့ရသည် အငက်ငက်အပြက်ပြက်ဖြစ်ခဲ့ရသည်စစ်ကြီးကိုဖျက်ဆီးခဲ့ရသည်ကျွန်တော်တို့မျိုးဆက်လိုပင် ဖက်ဆစ်စန့်ကျင်ရေးလှုပ်ရှားမှုတွေတွင် ပါဝင်လာခဲ့သည်စာကိုဖဏတ်ထဲထည့်ပြီးတော်လိုင်းရေးသမားများထံစာပို့သည့်သူ့အကြောင်းကိုဖတ်ရသည့်အခါဖက်ဆစ်ဂျပန်တော်လိုင်းရေးတုန်းကစီပေါ်လိုက်အစီခံထဲတွင်စာရွက်ကိုလိုက်ထည့်ပြီးတော်လည်းသမားတွေထံစာသွားပို့ရသည့်ကျွန်တော်တို့အဖြစ်ကိုပြန်ပြီးသတိရမိသေးသည်ကျွန်တော်တို့သာမကပါ ဒုတိယကမ္ဘာစစ်ကြီးကိုဖျက်တမ်းခဲ့ရသည့်လူလားမြောက်ဆလူလင်ပြိုလုံမပြိုတို့သည်ကမ္ဘာတဝန်းတွင်ခက်ခဲကြတတ်သော ကာလများကိုဖျက်တမ်းခဲ့ရသူများသာဖြစ်ပါသည် သူတို့သည်လွတ်လပ်မှုတရားမျှတမှုနှင့်ဒန်းတူညီမျှမှုတို့အတွက်သူတို့တတ်နိုင်သောနေရာမှာတိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ကြောင်းတွေ့လာရသည်ဘယ်နေရာဘယ်အတိုင်းပြည်မဆိုလူငယ်သည်လွတ်လပ်မှုတရားမျှတမှုနှင့် တန်းတူညီမျှမှုကိုခုံမင်မျက်နှိုးကြသည်သာဖြစ်ပေသည်စစ်သည်ကြောက်စရာအဖြစ်ကြီးဖြစ်သည်တို့ရာတွင်စစ်သည်အော်ဒရီဟက်ဘန်အားနာဂျီခံသိစေခြင်းကမတတ်နိုင်ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်စစ်အေးတိုက်ပွဲအရှိန်ပြင်းနေသည့်ကာလတွင်လည်းအော်ဒရီဟက်ဘန်သည်အရှိန်နှင့်အနောက်အုပ်စုနှစ်ခုစလုံးမှပြည်သက်များကိုဖန်ဆာထားနိုင်ခဲ့သည် တည်ငြိမ်ရေရာခြင်းမရှိသောကဘာကြီးကို သူ့အလှသူ့အနုပညာသူ့ပြုံနှုတ်လန်းဆန်းမှုဖြင့်ချွေးသိပ်ပေးနိုင်ခဲ့သည် အနောက်မှရုပ်ရှင်ဝေဖန်ရေးဆရာဂျွန်လာက စိတ်ထားလာသူနှလုံးတွင်ထွေသူမျက်နာလှသူစစ်လွန်ခကြည်ဤအကောင်းမြင်ဝါဒခံစားချက်နှင့်ညော်လင့်ချက်ကိုဝင်စားမွေးဖွားလာသူဟုရှိခဲ့သည်ရိုမန်ဟောလီဒေးစကားနောက်တွင်စကားတော်တော်များများထွက်လာသည် ထိုစင်ကသူ့စကားတိုင်းလုံးလုံးရန်ကုန်သို့ရောက်လာသည်ဖြင့် Audrey Hepburn ကိုကြည့်ဖြစ်ကြသည်ဒုတိယကမှာ writer Billy Wilder ၏ Sabrina ဖြစ်သည် Sabrina မှာစကားရဲမှမိသမီးနာမည်ဖြစ်ပြီး Hepburn ကမော်တော်ကား driver တဦး၏ဒီကောင်ပေါသမီးကလေးဖြစ်တယောက်ဆောင်ထားသည် driver ၏သမီးကလေးကိုတထေးသားညီကိုနှစ်ယောက်ဖြစ်သည့် ဝီလျံဟိုးတင်းနှင့်ဟန်ဖရီဘိုကတ်တို့ကကြိုက်နေကြသည်နောက်ဆုံးတွင်ဆာဗရီနာသည်ပက်ဆန်ချမ်းသာသည့်လုပ်ငန်းရှင်အကိုကြီးကို မချစ်ပေအလုံးလက်မဲ့ညီငယ်ဤအချစ်ကိုလက်ခံလိုက်သည်နောက်တကားမှာတီဖန်နီမှာမနက်စာဆိုသည့်ဆက်ကားဖြစ်သည်ထိုဆက်ကားတွင်တဆွထိုးလောက်တတ်သောဟော်လီကိုလိုက်လီဆိုသည့်နှီးကောင်ပေါက်မှလေးဖြစ်တည်ဆောင်သွားသည် အစိမ်းအောင်ဆန်အိမ်နဲ့လမ်းအတွက်နောက်နှစ်ခွက်ဆိုသည့်ကားများကိုတော့ကျွန်တော်မချိလိုက်ရ။လမ်းအတွက်နောက်နှစ်ခွက်မှာအရသမားတဦးစနီးအဖြစ်တရုတ်ဆောင်သွားခဲ့သည်။ဒရိုက်တာဂျိုဟူစတိန်ခွလွန်မခန်ရသူစကားရင်းမဂ္ဂစီမဂ္ဂစီကန်နေဆက်ကအမေရိကန်အိန္ဒိယန်ကပြားမလေးအဖြစ်လည်းကောင်းစတန်လီတိုနီရှီစရာမျက်နှာရင်းအထက်တန်းစားမိမပြိုတအူးအဖြစ်လည်းကောင်းတရုတ်ဆောင်သွားခဲ့သည်။ ရှာရန်စကာရင်ကယ်ရင်ဂရိတ်မေးခွက်ကလေးကိုကင်ပြီးဒီနားမှာမုတ်ဆိတ်ရိတ်တော့ဘလို့ရှိတဲ့လဲဟိဟုနောက်ပြောင်ချီဆယ်နေဟန်ကိုတတိယနေသည်ကင်းဖီတော်၏စနစ်ချင်းချင်းတွင်နာတာရှာအဖြစ်တရုပ်ဆောင်ပေါ်မှာဟက်ဘန်နေလိုက်ဖက်သည်နာတာရှာကမျိုးစားကြီးသမီးနှင်းကောင်ပေါ့မကလေးစိတ်ကစားတတ်သည့်အရွယ်လောကကြီးတွင်အပွန်ပင်ကင်းမစွာနေတတ်သူထိုစရိုက်သည် မိုးမက်မျိုးမှဖွေးဖွာလာသည့်အော်ဒရီဟက်ဘန်နှင့်ပုံရိပ်လိုက်ဖက်သည်ဟက်ဘန်သည်ဝါရီမင်းသားကြီးများဖြစ်သောဟင်ရီဖွန်တာပီယာနှင့်ဂျော့စ်ဖာယာမင်းသားအန်ဒရီတို့ကြားတွင်နိုင်နင်းစွာတရုတ်ဆောင်သွားသည်အော်ဒရီဟက်ဘန်ကိုကျွန်တော်နောက်ဆုံးကြည့်လိုက်ရသည်မှာဂျော့ကူကရိုက်သည့်မိုင်ဖဲယားလေဒီဖြစ်သည်မိုင်ဖဲယားလေဒီမှာဘာနက်ရှော့၏ ပြစ်မာလီရန်ပြဆက်ကိုရိုက်ထားခြင်းဖြစ်သည်တန်းတဲ့မာလီအလီဆာဒူးလက်တဲသည်ပမောခကြီးဟစ်ကန်တင်ကြပေးမှုကြောင့်အထက်တန်းစားမိမပြိုကလေးတယောက်ဖြစ်သွားပုံဖြစ်သည်ပြစ်မာလီရန်မှာဂရိထဏာဤပုံမီဖြစ်ပြီး ကိုထုလုံသည့်လှပသောဗပူးရုပ်ကလေးကိုပြန်၍ဆွဲမှတ်သွားသောဗပူးဆရာတယောက်အကြောင်းဖြစ်သည်မိုင်ဖဲရလေဒီမှာ နယူးယောက်ဘရော့ဝေးတွင်စင်တစ်တိုင်တိုင်စင်တင်ကပြခဲ့သည့်ဆက်ဖြစ်ပြီးနောက်တွင်ဂျော့ကူကာကမင်းသားကြီးဖရက်ဟန်ရီဆန်အော်ရီဟက်ပန်တို့ဖြင့်ရုပ်ရှင်တွင်ခုပြောင်းခဲ့ခြင်းဖြစ်သည်ထို့နောက်တွင်အော်ဒရီဟက်ပန်သည်ရှောင်းကွန်နရီနှင့်တွဲဖက်ပြီးရိုဘင်နှင့်မာရီယန်ဆိုသည့်ဆက်ကားရိုက်သေးသည်ထရိုက်တာမှာရစ်ချက်လက်စတာဖြစ်သည် နောက်ဆုံးရိုက်သည့်ကားမှာစတီဗင်စပီးဘန်ရိုက်သည့်အစီအစဉ်ဆအစဉ်သဖြင့်ဆသောစကားဖြစ်သည့်ထိုစကားများကိုမူရန်ကုန်သို့ရောက်မလာသဖြင့်ကျွန်တော်တို့မချိလိုက်ရပါ။ Audrey Hepburn သည် Lemorin ကျက်စားသည့်သူငယ်ကလေးတယောက်၏အပြစ်ကင်းစင်မှုမျိုးရိုးသားမှုမျိုးရှိသည်ဟု အနောက်နိုင်ငံမှပရိသတ်များကဝေဖန်ကြသည်။သူ၏မျက်နာကြပုံသူ၏တွက်လက်ဖြက်လက်ပုံမျက်နှာမြင်ချစ်ခင်ပါစေဆိုခဲ့သော ။မြင်ရသူတို့နှစ်သက်အောင် လုံနိုင်စွမ်းရှိပုံတို့ကြောင့်လာတော့မပြောတတ်ပါ။ Audrey Hepburn သည်မာနမကြီး ပဝင်မမြင့် writer ခိုင်းသမျှကိုရရရရလုတ်ပေးတတ်သည်ဟုဆိုသည်။သူသည်ထုံမြအောင်မြင်ကြကြလာခြင်းအတွက်သူနှင့်အတူတရုတ်ဆောင်ခဲ့ဖူးသည့်တရုတ်ဆောင်များနှင့် writer များကိုအစဉ်အမြဲကျေးဇူးစကားဆိုတတ်သည်။ဆရာတွေကကျမမှာရှိတဲ့အကောင်းဆုံးအရေးအချင်းတွေကိုရွေးထုတ်တတ်တယ်လေ။ ီလိုရွေးထုတ်ပြီးချင်းကနေနေအောင်ပြလိုက်တယ်။အဲ့ဒီခါမှာလုံဖုံကိုင်ဖက်တေးဆောင်တွေကလည်းကျမကိုပို့ပေးကြတယ်။ဒါကြောင့်မို့ကျမအောင်မြင်တာပါဟုပြောဖူသည်။ Audrey Hepburn သည်ရုပ်ရှင်မင်းသမီးမဖြစ်မီတုန်းကအကချေတဲလောက်ခဲ့ဘူးသည်တို့ရတွင်ခက်ပိန်ပိန်ခက်ပါပါ Hepburn သည်ထုံမြစက်တီရှိသောကောက်ွက်များကို ကနိုင်မီဟုဘသူမှမထင်ကြပါကချေတဲတယောက် ရုပ်ရှင်မင်းသမီးတယောက်အနေနဲ့တုံးမအောင်မြင်ခြင်းမှာလှောက်ရှားမှုဟန်ကြောင့်လည်းမဟုတ်ရုပ်ကြောင့်လည်းမဟုတ်စိတ်ဓာတ်ကြောင့်ဖြစ်သည် သူအောင်မြင်မှုသည်ခံစားမှုဆိုင်ရာ စွမ်းအားကြီးမှုနှင့်တည်ငြိမ်မှုတို့ကြောင့်ဖြစ်သည်ဟု ဝေဖန်ရေးဆရာများကရှင်းသားခဲ့ကြသည် အမေရိကန်ဆိုင်ယင်ဆရာထရူမင်ကဟတ်ဘဲမျက်နှာသည်ဂေါရီအရွယ်လွန်ဆခုံမာရီအရွယ်ဝင်ဆမျက်နှာလေးဖြစ်သည်ဟုရှင်းခဲ့ပူသည် ထိုတည်ငြိမ်မှုရိုးသားမှုတို့ကြောင့်ပင်ဆန္ဒစင်းဆရာများသည်ဟက်ဖဲဤကိုရီးကိုတာများကိုရှေးသည့်အခါတွင်တညာစွာရှေးသားခဲ့ကြသည် အချို့မှာသူကိုရီးကိုတာကို မရေးဘဲချက်ပြစ်ခဲ့ကြသည်သူသည်အိမ်နောက်နှစ်ဆက်ပြတ်ခဲ့သည်ပထမအိမ်နောက်မှာစစ်နှင့်ငိမ့်ချေးတွင်သူနှင့်အတူတရုတ်ဆောင်ခဲ့သည်မင်းသားကြီးဂျော့စ်ဖာရာဖြစ်သည် နောက်ပိုင်းတွင် အော်ဒရီဟက်ဘန်သည် ရုပ်ရှင်တိမ်မရိုက်ဖြစ်တော့ဘဲဆွတ်ဇလန်တွင်နေထိုင်ကကုလသမဂ္ဂကလေးများရှံပုံငွေဖွဲ့ယူနီဆက်အတွက်အလူဝင်များကောက်ခံပေးခြင်းကယ်ဆယ်ရေးလုပ်ငန်းများကိုလှုပ်ချင်စသည့်ပရဟိတလုပ်ငန်းများ၏အချိန်ကုန်လေတော့သည်မကွယ်လွန်မင်းကလေးမှပင်ဟပ်ပန်းသည်ဆိုမာလီယာသို့တွားရောက်ကဆိုမာလီယာပြည်ရင်းစစ်ကိုရက်စဲရန်စောစီးစွာမြစ်တာရက်ခံခဲ့သည် ထိုစဉ်ကကမ္ဘာနိုင်ငံကြီးများပင်လင်း ဆိုမာလီယာကိစ္စကိုမစင်စားကြသည်ဟက်ပန်သည်အီဂရီတန်းတိမ်မှဒရိုင်ဘာလင်ဆိုမီယာလင်းလွင့်နေသည့်ကောင်မလေးစာအုပ်ဆိုင်အယောင်စီမှဖက်ရှင်ကိုဟန်ပြမဲစသည့်ဇယိုက်များစွာကိုနိုင်နှင်းစွာတရုတ်ဆောင်နိုင်ခဲ့သည်သူမသည်လူလားများစွာအရွယ်တွင်စစ်ကြီးကိုဖျက်သိမ်းခဲ့ရသည်ငတ်ပြတ်ခဲ့ရသည်မိဘတွေဆုံးရှုံးခဲ့ရသည်အမှုပညာရှင်အဖြစ်အောင်မြင်ကြကြချိန်တွင် စေအေးကာလာကြီးကိုဖြတ်တန်းခဲ့ရသည်တတိယကဘာစစ်ကြီး၏၆လက်မှုအောင်ရေတထိတ်ထိတ်နေခဲ့ရသည်တို့တိုင်းဟက်ပန်သည်သူ၏လမ်းပေါ်ကတငယ်ကလေးအဖြစ်ကင်းစင်မှုဂေါ်ရီလွန်ဆောင်ကုံမာရီဝင်းဆောင်ချစ်စရာမျက်နှာရိုးသားတည်နေသော စိတ်ထားတို့ဖြင့်တတိယကဘာစစ်တစ်စီအချောက်ခံနေရသောကဘာကြီးကို ရှင်လန်းကြည်ဝိအောင်လှုပ်သွားခဲ့သည်အသက်60ကျော်ကွယ်လွန်ခဲ့သည့်အရွယ်တွင် ကဘာတဝမ်းရှိကလေးငယ်များကင်ဆယ်ရေးအတွက်သူမတက်နိုင်သမျှကြိုးပမ်းသွားခဲ့သည်စစ်အေးလုံခတ်တွင် ဆိုမာလီပေါ့စနီးယားကမ္ဘောဒီးယားဂါဇာကမ်းမြောင်ဒေသလက်ဗနွန်စသည့်နေရာများမှာဖြည်းရင်းစစ်များကို တွေ့သွားရသည်တို့ရာတွင်ဟက်ပန်သည်ကင်ဆာယောဂါကိုခံစားနေရသည့်ချားမှပင်ဆိုမာလီတွင်ပြည်တွင်းစစ်ရဆဲအောင်အပြက်ကကြီးပေးမှကင်ဝေးအောင် ရုပ်ပြင်တန်းချာမှနေပြီးမကြာခဏမြစ်တန်းရခန့်ခဲ့သည်ယခုမူမူးမန့်တွင်ဖက်ဆင်းစန့်ကျင်ရင်းမြေအောက်ဆက်သားကချေတဲ့ရုပ်ရှင်မင်းသမီးစသည့်ဘဝတို့ကိုဖျက်သိမ်းပြီးဆိုမာလီတွင်ပြည်ရင်းစစ်ရအောင်ချိုးပန်းခဲ့သည့် Audrey Hepburn သည်ဆိုမာလီမှတနတ်တန်းများမဆဲမီတွင်နှလုံးသွေးအခုံရက်သွားလိမ့်ပြီးလူလားမြောက်ဆအရွယ်မှသည် အသက်60ကျော်အရွယ်ထိကိုစစ်ကိုစန့်ကျင်ခဲ့သော Audrey Hepburn ၏ဘဝမီးတိုင်သည်စစ်မီးရှံများအကြံရင်းနှိမ်သွားလေပြီ Audrey Hepburn နှင့်အတူကျွန်တော်တို့မျိုးဆက်သည်လည်းစစ်ဤထိန်လန်းဖွယ်တို့ကိုကြုံခဲ့ရသည်စစ်အိတ်တစ်စီချီ6လက်မှုကို ခံခဲ့ကြရသည်စစ်အေးလိုခေတ်တနန့်တန်များကိုလည်းကြားခဲ့ကြရသည်ထို့ကြောင့်သူရှင်ခုံတန်သည် ျွန်တော်တို့မျိုးဆက်ဤရှင်ခုံတဲ့သူ့ဆိုးရွမှုသည်ကျွန်တော်တို့မျိုးဆက်ဤဆိုးရွမှု သူ့ဘဝအမောသည်ကျွန်တော်တို့မျိုးဆက်ဤဘဝအမောဘယ်တိုင်းပြည်ဘယ်နိုင်ငံမှာရှိစေရှောင်းလန်းခဲ့ရသောခြေလန်းတွေတူတစ်ဖြစ်ခံစားပုံတွေကလည်းအတူတူရိုမန်ဟောလီဒေးတုန်းကလည်းဂရီဂိုရီပတ်တီလှပမွေ့ချီဖွဲကောင်းသောအိမ်မက်ဖုံကို ဆုံရှုံသွားခဲ့သည် ယခုဂရီဂိုရီပတ်၏ဆုံးရှုံးမှုအတိုင်းတာသည်မြေမြကြီးမှကြောင်းကျွန်တော်တို့စာနာနိုင်လေသည်ကျွန်တော်သည်ကျင်းဝန်းသောခမ်းမဆောင်ကြီးထဲမှဖြည်းဖြည်းမှန်မှန်ကြာနေသောဂရီဂိုရီပတ်၏ဖနက်တန်ကိုကြားရောက်နေလေတော့သည်ညာတန်တီစပယ်ဖြူမဂ္ဂဇင်း1994ဇန်နဝါရီအေဂရီပန်းတယ်မှနေကျွန်တော်စာအုပ်ပထမအကြိမ်2000ခုမလာမှကူယူဖော်ပြပါတယ် အချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။